ဟယ်လိုအားလုံးပဲမင်္ဂလာပါဘိုးဘမချန်ကနေကြိုဆိုပါရစေဝင်းဘလီမှာကစားမဲ့ကာရာဘောင်းဖလားဘူလူပွဲအတွက်လီဗာပူးတင်းနဲ့နယူကာဆယ်တို့ပွဲပွဲချိုသုံးသက်ချက်ပါဆိုတော့ကာရာဘောင်းဖလားကိုဘယ်အသင်းကဘိုးဆွဲသွားမယ်ထင်ကြပါလဲလီဗာပူးတင်းမဲ့ကျွန်တော်တို့ကအာနီဆရိုရဲ့လက်အောက်မှာပထမဆုံးဖလားရမလားဒါမှမဟုတ်ဆိုလို့ချင်းကျွန်တော်တို့ကဖလားတွေလုံးဝလိုအပ်နေပါတယ်ဖလားရဖို့အတွက်လုံးဝတာဆူနေပါတယ်ဆိုတော့နယူကာဆယ်ရအောင်ယူသွားနိုင်မလားဆိုတော့ညီကတို့ဘလို့မင်းကြလဲဘယ်အသင်းဖလားရသွားမယ်ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးပဲမင်္ဂလာပါဆိုတော့အဲ ဘယ်လိုပြောမလဲဒါ Newcastle ဘက်ကကျွန်တော်ကြည့်ရင်တော့ဒီဘွဲကသူတို့အတွက်တော်တော်အရေးပါပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ဒီသူတပင်းတော့ဗောနော်လီဗာပူးတင်ဟာပူကောင်းနေတဲ့အရင်လီဗာပူးတင်ဟာလက်ရှိပူကောင်းနေတဲ့အရင်လက်ရှိအင်္ဂလန်မှာအကောင်ဆုံးအရင်ကျွန်တော်တို့ဒါညင်းလို့မရအောင်ဒါပေမဲ့လို့နယူကာဆယ်ဘက်ကကျွန်တော်တို့တွေးကြည့်ရင်ဟိုလက်ရှိမှာဖောင်မရသူတို့ကောင်းမနေပြီမဲ့လေလို့ဗောနော်အနှစ်20ကြာကြာဘာဖလားမန်ရမထားတဲ့အတင်းဟာဒီလိုဖိုင်နယ်ကိုရောက်လာပြီဆိုတဲ့အချိန်မှာသူတို့ဒီဒီချိန်မှာထပ်ပြီးတော့လက်လွတ်ဖို့လို့ကျွန်တော်မရတော့ဘူး လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်တုန်းကသူတို့ Manchester United နဲ့ FA ဒီ EFN ကဖိုင်နယ်မှာသူတို့တွေ့ခဲ့တယ်။အဲ့ဒီမှာသူတို့2-0ဆိုတဲ့ရတဲ့နဲ့သူတို့ရှုံးပြီးတော့ Eric Ten Hag ကိုသူတို့ဖလားလက်လို့ပြေးလိုက်ရတယ်။ဒီဒီချိန်ဟာ Newcastle အဲ့လိုအဖြစ်မခံဘူးအရေးကြီးတယ်။နော် Newcastle ဟာကျွန်တော်တို့လက်ရှိမှာကစားမကောင်တချို့ပြင်ပြီးတော့ပါလာနေပြီးတော့ဗောနော်ဒါဒီလူစင်းရင်အဲ့လောက်ကြီးတိဗောနော်အားနေနေတဲ့နေရာမှာကျွန်တော်မပါဘူးနောက်ဆုံး၅ပွဲမှာလည်းပြိုင်ပွဲစုံ၃ပွဲတိ Newcastle တင်းရဲ့ဘက်ကရှုံးနေထားတယ်ဆိုတော့ Daria Newcastle အတွက်အားပါချက်တိတော့ကျွန်တော်မဟုတ်ဘူး နော်ဒါအပြင်လီဗာပူးတင်းနဲ့သူတို့တွေ့ထားတော့ကလည်းလီဗာပူးတင်းကိုသူတို့ဘလူးမရှင်ကစားနိုင်ခြင်းတော့ကျွန်တော်မရှိဘူးသူတို့အိမ်ဝဲမှာတည်ကြခဲ့တာကလွဲရင်လီဗာပူးတင်းကိုသွားကစားတဲ့အခါမှာဘလူးမအဆင်မပြေဘူးသူတို့ဒါဟာဝင်းဘလီမှာကစားမယ်ပရိသတ်ကလည်းတဝက်စီပါမယ်အခြေအနေမျိုးဆိုတော့ဘယ်အသင်းအတွက်မှန်ပေါ့နော်အိမ်ရှင်အိမ်ရှင်ဝေးကွင်းအားတာချက်တွေရှိမနေပါဘူးအဲ့ဆိုတော့ Newcastle အနေနဲ့ခုနကပြောလို့20ကြော်ကြာစူဖလားနဲ့ဝေးနေတဲ့ချီနီမျိုးမှာဒီပလားဟာသူတို့အတွက်အများကြီးအတိတ်ပဲရှိတယ်။ဒီ final အထိလည်းသူတို့ပေါ့နော်။ဒါအမှန်ကန်တက်အောင်စွမ်းဆောင်ထားနိုင်တာဖြစ်တဲ့အတွက် ဒီပလားဟာသူတို့ရဲ့အင်မတန်ကိုကျွန်တော်အနေနဲ့လုံးဝရှုံလို့မရတဲ့ပွဲပါအော်လက်ရှိပရီးမီးယားလိမ်းမှာဆိုလို့ရှိရင်ဘလို့အခြေအနေမျိုးတွေသူတို့တွေဖြစ်လာအောင်မလဲခံမှန်းလို့တော့ကျွန်တော်မရဘူးတေးကြတာတခုကတော့ဒီပွဲဒီနယူကာဆယ်အတွက်အမှန်ကန်အပြင်းဆင်ပြီးတော့လုံးဝဖောင်ပြက်ကစားတဲ့ပုံစံမျိုးနဲ့ကိုကျူးပန်းသွားမယ့်အခြေအနေမျိုးပါအဲကြောင့်ဒီ EFN Cup Final မှာပိုဆွဲဖို့ဒီနယူကာဆယ်အတွက်အများကြီးရည်ကြည့်တယ်ဆိုတော့တစ်ဖက်ကကျွန်တော်ပြန်ကြည့်ရရင်တော့ဒါလီဗာပူးတင်းဟာနယူကာဆယ်ထဲစာလို့ရှိရင်အများကြီးပိုကောင်းနေပြီးတော့ပရီးမီးယားလိမ်းဘလာကို လက်ထဲမှာတေချာပေါင်လူတေချာလူနီးပါးထိအချိန်ကြီးကောင်းနေတဲ့အသင်းမှာပရီးမီးယားလိမှာဆိုလို့ရင်ဒုတိယနေရာကအာဆင်နယ်ကို16မှတ်လာမသိဘူးနော်သူတို့ဖြတ်ထားတယ်ဆိုတော့ဒါဟာနျူကာဆယ်အတွက်လိဂ်ပြိုင်ပွဲမှာအေးအေးဆေးဆေးဖြစ်သွားပြီးတော့ဒီ EFN Cup ကိုပဲအမှန်ကန်ကျိုးပန်းရမှာ EFN Cup မှာလေဘောက်အသင်းကဖလားအများဆုံးထင်ပါတယ်။နော်ဖလားအများဆုံးဆိုတော့သူတို့ဒီချိန်မှာ၁၀ချိန်မြောက်လာမှသူကျတို့ရမှာအကယ်လို့မြန်ဖိုင်နယ်မှာဘူဆွဲတယ်ဆိုရင်ဒါအပြင်အာနီစတိုရဲ့လက်အောက်မှာလည်းပထမဆုံးဖလားရမှာဆိုတော့ပြီးခဲ့တဲ့ Champions League ပွဲကနေလည်းသူတို့ထွက်ခဲ့ရပြီ Champions League ပွဲမှာသူတို့ PSG ကိုအိမ်ကွင်းကြီးမှာရှုံးပြီးတော့ penalty အဆုံးဖြစ်မှာသူတို့ထွက်ခဲ့ရတာအဲ့ဒီပွဲစဉ်ကရှုံးပွဲရလကလီဗာပူးတင်းတို့ရဲ့ဒီပွဲမှာဒီဘယ်လိုပြောမလဲစိတ်ထိခိုက်နေတိုင်းမျိုးလေကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်ဘောနော် okay ငါတို့တော့ဒီပြိုင်ပွဲမှာအဲ့လိုထက်ဖြစ်လို့မရဘူးဆိုတဲ့ပုံစံမျိုးနဲ့ဖလားရအောင်ယူဖို့အတွက်ကြိုးပမ်းသွားတိုင်းမျိုးလေကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်တယ်အာနီစရော့အတွက်အများကြီးရည်ကြီးတဲ့ဖလားပါ တချို့လီဗာပူးတင်ကစားမတွေတွေအများကြီးရေးကြီးတဲ့ဖလားပါပါထားပါတော့ဆာလာတို့ဆိုလို့ရှိရင်ဒီယာဒီကုံတဲ့အခါမှာသူတို့ဆက်ပြီးတော့လီဗာပူးတင်မှာရှိချင်မှာရှိတော့မယ်ဒါပေမဲ့လို့နောက်ဆုံးဖြစ်နိုင်တဲ့ယာဒီမျိုးမှာဆိုလို့ရှိရင်ဒီဖလားကောပရီးမီးယားလေးပါသူတို့ရောက်ပြီးသူကျူးပန်းမှာပရီးမီးယားလေးကတရားတော်ရှိနေပြီဒါပေမဲ့လို့လက်ရှိဒီဖလားကပေါ့နော်သူတို့လက်ထက်မှာရှိတယ်အမှန်ကန်တာသူတို့အကောင်းဆုံးပုံစံမျိုးနဲ့ကစားနိုင်ရင်ဘန်တိုက်တို့အတွက်လီဗာပူးတင်နဲ့တန်တန်းတူးနိုင်ဖို့တော့များတယ်ဒါပေမဲ့လို့အချိန်ကြီးကောင်းနိုင်တဲ့အာနိုတို့အတွက်ကျွန်တော်ကြည့်ရင် ဒါအမှန်ဒီ plus က imminent ရေးကြီးပါတယ်ဒီ plus က imminent ရေးကြီးပါတယ်ဆိုတော့ဒါကြောင့်ကျွန်တော်အနေနဲ့ကတော့ liverpool အသင်းအနေနဲ့ပေါ့နော်ဟိုပို့ပြီးတော့ကောင်းတဲ့အသင်းအင်္ဂလန်မှာအကောင်ဆုံးအသင်းလက်ရှိ newcastle ကိုလည်းတွေ့တော့ငါနိုင်ပွဲတွေပါတယ်ယူထားနိုင်တဲ့အသင်းမျိုးဒီရာဒီ newcastle နဲ့သူတို့နှစ်ကြိမ်တွေ့ပြီးတော့တစ်ကြိမ်မှမရှုံးသေးဘူးဆိုတော့အသင်းမျိုးနော်ဒါအပြင်တိုက်စစ်မှာမိုဟာမက်ဆာလာကဒီရာဒီရဲ့အကောင်ဆုံးပုံစံကြီးကျွန်တော်မြင်နေရတဲ့ဂိုးတွေဖန်တီးမှုတွေနဲ့နော် ကွင်းလယ်မှာဆိုလို့ရှိရင်လည်းဂရီယန်ဘာ့ချ်တို့အလစ်စတာတို့နော်ဒိုမီနီဆိုဘိုဇလိုင်းတို့လိုကစားမတွေအကုန်ပြန်ပါနေနေဆိုလို့ရှိရင်လီဗာပူးတင်းတွက်ကအများကြီးချင်းနေကောင်းနေပြီးတော့နောက်တန်းကလည်းအာနိုအင်ဂျူရီပြဿနာကြုံသွားနေတယ်ဟိုတနေ့ကထန်းစင်တဲ့ကိုပဲ PSG နဲ့ပေါ်မှာထမ်းပြီးတော့ခေါ်လိုက်ရတာတော်တော်ကိုလီဗာပူးတင်းတွက်အားနေချက် ဖြစ်သွားမယ်ပုံစံမျိုးပါဆိုတော့အာနိုမပါနေတဲ့ညာချမ်းမှာဆိုလို့ရှိရင်ကွန်ဆာပဲကျွန်တော်ပါလာမလားဂျူဂူမက်စ်ပဲပါလာမလား ကျွန်တော်ကြည့်ရမယ်ဂျိုကိုမက်စ်တော်မှာ injury ပြဿနာကြုံနေရသလားလို့ဒါကြောင့်လည်းဟိုတနေ့ကကွန်ဆာဝင်လာမသူသူတို့ထဲ့တာဆိုတော့ဒီလိုမျိုးတွေကျွန်တော်ရှိတယ်ဗောနော်ဆိုတော့ liverpool အတွက်เนาะဂိုးသမားအလစ်ဆန်ကတအားလက်ဆွမ်းပြနေတဲ့အချိန်မျိုးဖြစ်နေတာနဲ့အာတာချက်တီက newcastle တဲ့ liverpool ကအများကြီးပိုရှိတယ်အများကြီးပိုရှိတယ်အာနီစတော့တွေလည်းပထမဆုံးဖလားဖြစ်နေမဲ့အချိန်မျိုးမှာဒီဖလားသာရခဲ့မယ်ဆိုရင် premier league မှာဖလားထပ်ပြီးတော့ရနိုင်ဖို့အတွက်အများကြီးသူတို့အတွက်တွန်းအားဖြစ်သွားမှာဒါကြောင့်ဗောနော် liverpool အတွက်ဒီပွဲမတိုင်ခင်မှာအဆအဆရရအသာစီးရနေတဲ့အတင်းမှာ ီပွဲမနိုင်ခင်ကလေးကဖလားရဖို့အတွက်60ရာခိုင်နှုန်းလောက်နော်ကျွန်တော်ဒါပါစနင်စတီဒီအချိန်ကြီးကောင်းနေတဲ့အတင်းပါနယူကာဆယ်ဘက်မှာ40%လောက်ပဲကျွန်တော်ရှိတယ်ဆိုတော့ဒါကြောင့်ပေါ့နော်လီဗာပူးတင်းထက်တော့နယူကာဆယ်ဟာပိုပြီးတော့ကောင်းဖို့အတွက်မလွယ်ပါဘူးဒါပေမဲ့လို့ဖလားပြိုင်ပွဲတွေဘိုလူပွဲတွေဆိုတာမျိုးကဘာမစိုးဖြစ်သွားနိုင်စွမ်းရှိတယ်သူတပြင်းတော့ဝင်းဘလီလိုကွင်းကြီးမှာကစားမဲ့အချိန်ကြီးမှာဘာစိုးဘာမှမတိကြဘူး နောက်ဆိုတော့ကိုရီကပူရူပါတို့ကလေပါဝင်းတဲ့အတွက်ခြေသွန်းနေပြန်ပြနေတယ်လို့ကံမကောင်းစွာနဲ့အင်ဂျူဒီပြဿနာတွေကြုံထားတယ်ဆိုတော့ဂျားထဲမှာပွဲကစားတာတအားနေသွားတယ်ချန်ပီယံစလိတ်ကကျွန်တော်ရှီမိန်ကစားတဲ့ PSG နဲ့ပွဲမှာလည်းတော်တော်လေးကိုသူတို့ကဒီဒီကစားမကပွဲကစားချင်နေခဲ့တာဆိုတော့ဒီပွဲမှာပွဲထွက်လာမလားပေါ့နော်ဒါဝင်နူးနက်စ်ကတော့တိုက်စစ်မှာတော်တော်ကိုတိုင်ပတ်နေပြီးတော့ပရိသတ်တွေကိုယ်တိုင်ကလည်းလုံးဝသဘောမကျတော့တဲ့ကစားမှာသူနဲ့ပွဲထွက်လာလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့လေပါဝင်းအနေနဲ့ injury ပြဿနာတွေကြုံနေရတဲ့ကစားမတချို့ form အောက်နေတဲ့ကစားမတချို့ရဲ့နေရာတွေမှာအပြောင်းအလဲတွေလုပ်လာမလားကျွန်တော်ကြည့်ရမယ်ဆိုတော့ကာဆယ်အတွက်ကတော့ဗောနော်ဒါအများကြီးအတိတ်ပဲရှိတယ်ဖလားပါလီဗာပူးအသင်းအတွက်ကတော့ပရီးမီးယားလိလောက်တော့အတိတ်ပဲမရှိနိုင်ဘူးဒါအပြင်သူတို့ကဒီပြိုင်ပွဲမှာဒီချန်ပီယံအများဆုံးဖြစ်ထားတဲ့အသင်းမျိုးဆိုတော့ဟုတ်တယ်နော်ဟိုဘယ်လိုပြောမလဲလီဗာပူးအသင်းအတွက်ကဒီဖလားမရလဲကျွန်တော်ကတော့အများကြီးပြဿနာရှိလိမ့်မယ်လို့တော့မထင်ဘူးဗျာအသေးလားအမှန်တမ်းပြောတာဒါပေမဲ့လို့ဗောနော်အတိတ်ပဲအရှိဆုံးဖြစ်လာမှာကအာနီစလွန်နဲ့ခုနကဒီဘယ်လိုပြောမလဲ အင်ဂျူရီပါလိုက်ဆိုရင်စာချုပ်တရံကုံတော်မင်းကစားမားတွေပဲသူတို့အတွက်ကအများကြီးတိပဲရှိပါတယ်ဆိုတော့နယူကာဆယ်ကတော့ကောင်းကောင်းကြီးဒုက္ခပေးနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ်တိုက်ဆက်ကအီဆက်ကလည်းဘန်တိုက်တို့ဘာလို့လဲတွေ့ရင်ဂိုးရီယာသွင်းနေတာနော်ဒီကောင်ကအမှန်ကန်ဂိုးဒီကောင်းကောင်းသွင်းနိုင်နေတယ်ကျွန်တော်တို့ပါတယ်ဂေါ်ရန်တို့ဘာလို့ကခြေသွန်းကြီးပျောက်နေတယ်ခြေသွန်းကြီးကျနေတယ်ဒီကောင်ကဒီလိုပွဲမျိုးမှာမှခြေသွန်းမကောင်းဘူးဆိုလို့ရှင်တော့အခြေအနေမကောင်းဘူးနော် right wing မှာဆိုလို့ရှင်လည်းပဲဂျီကော့မာဖီတို့လူစားမတွေကျွန်တော်ရှိနေတာနဲ့ newcastle ဟာ queen လေက bruno gimarets နော် joe linden အလားနော်ပြီးလို့ရှိရင် central tonality နဲ့ physical ability ကတအားကောင်းပြီးတော့ out of position မှာတအားကောင်းတဲ့ကွင်းလေကိုသူတို့ပိုင်ဆိုင်ထားတာ။ဒါကြောင့်ဒီပွဲကတော့ Liverpool အင်းတွက်ကပေါ့နော်အစအစရအာသာချက်တီနဲ့ရှိနေတဲ့အတင်းဆိုမိလို့ final မှာဖြစ်တဲ့အတွက်ပုံသေးပြောလို့ရတာဘာမှရှိလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ Newcastle ကလည်းခံစစ်ရကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်တော်တော်ကိုအချိန်ညီမကောင်းဘူး။တော်တော်ကိုအချိန်ညီမကောင်းတာဘာလို့လဲဆိုတော့ဒီယာဒီမှာပေးကူးတွေရှိနေတဲ့ Newcastle မှာနော်ခံစစ်ကအားနေချက်တီရှိနေတာနော်ဂိုးသမားအချိန်ညီတွေသူတို့အားနေတာတွေနဲ့ ကျင်းနေစရာကောင်းတဲ့ခန်းစစ်ကိုသူတို့ပိုင်ဆိုင်ထားတဲ့နေရာမှာမရှိဘူး။ဒါအပြင်သူတို့က4-5 4-5-1 midblow နဲ့ကစားပြီးတော့ဗောနော်တမ်ပြန်နေကိုသွားတဲ့အခါမှာလည်းကောင်းကောင်းဒုက္ခပေးနေတဲ့အတင်းမျိုးပါ။ဆိုတော့ liverpool တင်းကလည်းပြိုင်ဘက်ပေါ်မှာမူတည်ပြီးတော့သူတို့ကလည်း midblow ကောင်းကောင်းကစားတတ်တဲ့အတင်း counter attack ကိုကောင်းကောင်းအသုံးချရတဲ့အတင်းမျိုးပါ။ဒါပြင် position နဲ့လည်းကောင်းကောင်းကစားနေတဲ့အသင်းမျိုးဆိုတော့လီဗာပူးတင်းရဲ့ဘက်ကတော့ပွဲရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့လိုဒရူပြောင်းပြီးတော့ကစားလိုက်လို့ရတယ်။နယူကာဆင်မှာကျတော့အကောင်ဆုံးဒီ4-5-1 formation နဲ့ကိုမှ out of position ဒီသူတို့အတွက်အကောင်ဆုံး formation နဲ့ချင်းကပ်ပုံပဲ။ တော့အဒီဟော်ဝီအတင်းအနေနဲ့ပေါ့နော်ဘလောက်ထိသူတို့ဒုက္ခပေးလာနိုင်မလဲကျွန်တော်ကြည့်ရမယ်နျူကာဆယ်ဟာမန်ချက်စတာစီးတီးတို့ဘာလို့နဲ့တွေ့ထားတဲ့ပွဲမှာလဲဂိုးပြတ်တွေဘာတွေရှုံးထားပါတယ်ဒါကိုလီဗာပူးတင်းရဲ့ဘက်ကဘလောက်ထိအသုံးချနိုင်မလဲကျွန်တော်ကြည့်ရမှာဆိုတော့ဒီဖိုင်နယ်မှာတော့နျူကာဆယ်ကအင်မတန်ကိုဖလားလိုအပ်နေတဲ့အတင်းအနည်း20ကျော်ကြာဖလားငတ်နေတဲ့အတင်းဖြစ်တဲ့အတွက်ဒီပွဲဒီသူတို့အနေနဲ့အကောင်ဆုံးပေးဆက်ပြီးတော့ဖလားရကိုရရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ကြိုးပမ်းမယ်ပွဲကာဆယ်မှာမထင်မှတ်ပဲနျူကာဆယ်ကိုဒုက္ခပေးနိုင်စွမ်းရှိတယ်လို့ကျွန်တော်ထင်တယ် ဆိုတော့လေဘာဦးတင်ရဲ့ဘက်ကဖလားရဖို့တော့အများစုအားသာနေတယ်ဒါပေမဲ့လို့ကျွန်တော်ထင်သလောက်ထိတော့လွယ်လိမ့်မယ်လို့တော့မထင်ဘူးအခက်မတင်မင်းနဲ့လေဘာဦးတင်ဖလားရမယ်အခွင့်အရေးကိုတော့မှလက်လွတ်သွားရနိုင်တဲ့အခိုက်အတန့်ကြီးရှိလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့လို့ပူကောင်းတဲ့အတင်အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းတစ်သင်းနေနဲ့ဒီဖလားတော့ရယူနိုင်တဲ့နေတယ်မှာကျွန်တော်ပါတယ်အနီစရိုအနေနဲ့ပထမဆုံးဖလားကိုယူပေးနိုင်မယ်လို့ကျွန်တော်ထင်ရလား။ဒါမှမဟုတ်နှစ်နှစ်ကျော်ကြာဖလားဝင်နေတဲ့ Newcastle ကိုအဒီဟာဝီကဖလားယူပေးနိုင်မယ်လို့ကျွန်တော်ထင်ရလား။ဆွေးနွေးကြပါအောင်ဆက်သွားပါမယ်။ကြည့်ကြပါဦးတဲ့ညီကိုများလုံးကိုကျေးဇူးများကြီးတင်ပါတယ်။